မင်္ဂလာညချမ်းပါရှင်မေလ19ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားရထွန်းလေးတင်ဆက်ပေးသွားတော့မှာပါဒီနေ့ညပိုင်းသတင်းတွေမှာတော့အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံမယ်လို့ NASA ကဥက္ကဋ္ဌပြောကြားခဲ့တဲ့တင်မန္တလေးမြို့မှာငလင်တန်ကြောင့်ပြူကြခဲ့တဲ့ Sky Mila Condor C အဆောင်ကနေအမျိုးသမီးတအုပ်နဲ့ B အဆောင်ကောက်ပါကင်ကနေအမျိုးသားတအုပ်တို့ရဲ့ရုံလောင်းတွေထပ်မံတွေ့ရှိခဲ့တဲ့တင်တောင်ကိုရီးယားသမ္မတဟောင်းယွန်းဆော့ယိုပါတီကနေထွက်ခွာခဲ့တဲ့တင် မက္ကဆီကိုရေတပ်သင်္ဘောတစ်စင်းကအမေရိကန်နိုင်ငံမှာရှိတဲ့ဘရိုကလင်းတံတားကိုဝင်တိုက်ခဲ့ပြီးလူနက်ဦးသေဆုံးခဲ့တဲ့တဲ့င်။ပေါ်တူဂီဘောလုံးအကြော်မော်ဆီရိုနယ်ဒိုရဲ့သားအကြီးခရစ်စတီယာနိုရိုနယ်ဒိုဂျူနီယာဘလကိုမာကိုဗစ်ယူဆန်ကဖိတ်ခေါ်ပြန်ဝဲဖို့လူပွဲမှာနှစ်ကိုးသွင်းယူခဲ့တဲ့တဲ့င်။အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းဒီပုံအနေနဲ့အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံမယ်လို့နာဆာကဥက္ကဋ္ဌပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံမယ်လို့ NASA ကဥက္ကဋ္ဌကပြောပါတယ်။မြန်မာနိုင်ငံရဲ့နိုင်ငံသားကြီးမူဝါဒကတော့လွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံသားကြီးမူဝါဒကိုကျင့်သုံးနေတာပါ။နိုင်ငံအလုံးနဲ့မိဝုံမပြတ်ဆက်ဆံရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။အမေရိကန်နိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မိတ်ဆွေနိုင်ငံတစ်ခုပါပဲ။ဒါပေမဲ့တရုတ်နိုင်ငံကတော့ကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံအထင်းမှလည်းဖြစ်တယ်လို့အိန္ဒိယချင်းနိုင်ငံထဲမှာလည်းမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်တယ်။ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်တယ်။ ူများနိုင်ငံတွေထပ်ပို့ထူးကြတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကတော့ဒီနိုင်ငံနှစ်နိုင်ငံစလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံသွားဖို့ရှိပါလိမ့်မယ်လို့ပြောပါတယ်။ဒါပြင်ယူကရိန်းပဋိပက္ခအဖြစ်ရှင်းပြီးတဲ့နောက်အမေရိကန်ကတရုတ်နဲ့ထိတိုက်တွေးမှုတွေကိုတုံ့မြင့်လှုံ့ဆော်လိမ့်မယ်လို့တချို့ကစိုးရိမ်နေကြတာတွေရှိကြောင်းနဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးမကြခင်စည်ရေးတင်းမာမှုတွေတနည်းနည်းနဲ့ဖြစ်လာနိုင်မယ်လို့မျှော်လင့်ထားခြင်းရှိမရှိမေးမြန်းမှုအပေါ်ဖြစ်နိုင်စရာအကြောင်းရှိကြောင်း၎င်းကဖြေပါရယ်။ NASA ကဥက္ကဋ္ဌက ဘာလို့လဲဆိုတော့ဒီ1950ပြည်လွန်ကာလနောက်ပိုင်းမှာအမေရိကန်ကနေပြီးတော့တရုတ် China Containment Policy နဲ့ပတ်သက်ပြီးစတင်ဆောင်ရွက်ခဲ့တာတမိုင်းမှာရှိခဲ့တော့အခုကပြန်ဘက်ဖြစ်လာပြီတရုတ်နိုင်ငံနဲ့အမေရိကန်ကပြန်ဘက်ဖြစ်လာတဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်သူ့ကိုတော့ပြန်ဘက်တစ်ခုနဲ့ပြန်ပြီးတော့ထိမ့်ဖို့လုံနိုင်မယ်လို့ကျွန်တော်တို့ယူဆပါတယ်။ဒါကြောင့်ကျွန်တော်တို့ကလည်းဒါကတော့မဖြစ်အောင်ညှိနှိုင်းဆောင်ရွက်တာမျိုးနိုင်ငံတွေအနေနဲ့အားလုံးညှိနှိုင်းဆောင်ရွက်တာမျိုးလုပ်တင်တယ်လို့ယူဆပါတယ်။ ဒါသူတို့နှစ်နိုင်ငံချင်းနဲ့တော့မဆိုင်ပါဘူး။ဂျန်နဲ့ဟာရီပါပါလာတယ်။နှစ်နိုင်ငံနဲ့နဲ့တော့ပြဿနာတော့အကြီးအကျယ်ဖြစ်မှာမဟုတ်ဘူး။ဂျန်နဲ့နိုင်ငံတွေပါပါလာမှ ပိုပြီးပြဿနာရှုပ်ကုန်မှာဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့လိုမြင်ပါတယ်လို့ပြောပါရယ်။အာရှပစိဖိတ်ဒေသမှာနေတိုးရဲ့အင်အားတိုးမြင့်လာမှုအပေါ်စိုးရိမ်ကြောင်းအရှေ့အာရှပစိဖိတ်ဒေသနဲ့နေတိုးဟာမြေတိုးမြမဆိုင်ကြောင်းအာရှပစိဖိတ်ဒေသမှာအာရှဟာကုန်းမြေဒေသဖြစ်ပြီးပစိဖိတ်ဒေသဟာကုန်းမြေဒေသနဲ့ပင်လယ်ကမ်းပင်လယ်သမုဒ္ဒရာဒေသတွေပေါင်းစည်းထားတဲ့နေမြေတစ်ခုဖြစ်ပြီးမဟာဗျူဟာအရအရေးပါတဲ့နေရာတစ်ခုဖြစ်ကြောင်း ဒီအခြေအနေအပေါ်ငြိမ်းချမ်းစွာလုပ်နိုင်မယ်ဆိုတာကကမ္ဘာအတွက်အများကြီးအကျိုးရှိမဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းဒါပေမဲ့နေတိုးတာမကအိန္ဒိယ၊ဩစတြေးလျ၊ဂျပန်၊အမေရိကန်တို့ပေါင်းစည်းပြီးအင်အားထိန်းချိဖို့အတွက်လုပ်နေတာကိုတွေ့ရတဲ့အတွက်ပဋိပက္ခကိုပိုကြီးမားလာစေမယ်လို့မြင်ကြောင်းဒါကြောင့်ငြိမ်းချမ်းတဲ့အနေနဲ့သွားတာကအကောင်းဆုံးဖြစ်မယ်လို့ယူဆထားကြောင်း၎င်းကဆိုပါတယ်။ဆက်လက်ပြီးမန္တလေးမြို့မှာငလင်တန်းကျောက်ပြိုကျခဲ့တဲ့ Sky Villa Condo C အဆောင်ကနေအမျိုးသမီးတအုပ်နဲ့ ဘီအဆောင်ကားပါကင်ကနေအမျိုးသားတို့ရဲ့ရုပ်အလောင်းတွေထပ်မံရှာဖွေတွေ့ရှိခဲ့တဲ့တွင်ကိုတင်ဆက်ပေးမှာပါ။မန္တလေးမြို့မှာငလင်တန်းကျောက်ပြိုကျခဲ့တဲ့ Sky Villa Condo C အဆောင်ကနေအမျိုးသမီးတို့နဲ့ဘီအဆောင်ကားပါကင်ကနေအမျိုးသားတို့ရဲ့ရုပ်အလောင်းတွေကိုထပ်မံပြီးရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မေ19ရက်မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်နီယာရီနဲ့အတူရုံလောင်းကျန်ရှိနေတဲ့မန္တလေးမြို့စကိုင်းဗီလာအဆောင်အုပ်ကိုဖယ်ရှားရှင်းလင်းတာနဲ့ရုံလောင်းထွက်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ C အဆောင်အခန်းအမှတ် M2 ကနေမနက်10:40မိနစ်40ခန်းမှာအမျိုးသမီးတအုပ်ရဲ့ရုံလောင်းကိုထွက်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မေလ18ရက်မနက်7:00မိနစ်30ခန်းကလည်းစကိုင်းဗီလာအဆောင်အုပ် B အဆောင်ကားပါကင်းကနေအမျိုးသားတအုပ်ရဲ့ရုံလောင်းထွက်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မေလ15ရက်ကလည်း အမျိုးသားတအူးမျိုးသမီးတအူးတို့ရဲ့ရုံအလောင်းမေလ၈ရက်မှာစီရဲဆောင်ကအမျိုးသားတအူးနဲ့မျိုးသမီးတအူးတို့ရဲ့ရုံအလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မေလ9ရက်က B အဆောင်ကနေအမျိုးသမီးတအူးရဲ့ရုံအလောင်းထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်မေလ6ရက်မှာလည်း B အဆောင်ကနေအမျိုးသားတအူးရဲ့ရုံအလောင်းမေလ9ရက်မှာစီရဲဆောင်ကနေအမျိုးသားတအူးရဲ့ရုံအလောင်းမေလ၄ရက်နေ့မှာစီရင်ဆောင်ကနေပဲအမျိုးသားတအူးအမျိုးသမီးတအူးနဲ့ကလင်းငယ်တအူးတို့ရဲ့ရုံအလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါဗျ။ မေလ3ရက်ကလည်းအဆောင်စီကနေအမျိုးသားအလောင်းတစ်လောင်းနဲ့အဆောင်စီကပဲအမျိုးသမီးတဦးတို့ရဲ့အလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမိသက်တပ်ဖွဲ့အနေနဲ့ Sky Pilan Condo မှာရုံအလောင်းရှောင်ဖွေတာနဲ့ဖေရှားရှင်းလင်းရေးလုပ်ငန်းတွေလှုပ်ဆောင်လျက်ရှိရလို့သိရပါဗျ။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။တောင်ကိုရီးယားသမ္မတဟောင်းယွန်းဆော့ယိုပါတီကနေထွက်ခွာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားသမ္မတဟောင်းယွန်းဆော့ယိုဟာ သူ့ရဲ့ conservative ပါတီဖြစ်တဲ့ပြည်သူ့အင်အားပါတီ PPP ပါတီကနေမေလ18ရက်နေ့ကထွက်ခွာသွားခဲ့ပါတယ်။ PPP ပါတီဟာသမရရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးမှုတွေကိုအရှင်မြင့်လှုပ်ဆောင်နေစဉ်ရွန်းကိုပါတီကနေထုတ်ပယ်ဖို့ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ကျွန်တော်ပြည်သူ့အင်အားပါတီကထွက်ခွာသွားပြီလို့ပုံကံမှုဆွဲချက်တွေနဲ့တရားရင်ဆိုင်နေရတဲ့ရွန်းက Facebook မှာရေးသားခဲ့ပါတယ်။ PPP ပါတီရဲ့သမရရွေးကောက်ပွဲဝင်ကိုစလဲလောင်ကင်မွန်စုကိုထောက်ခံကြဖို့လဲရုံးကမဲဆန္ဒရှင်တွေကိုတိုက်တွန်းခဲ့ပါတယ်။ရုံးဟာပြီးခဲ့တဲ့နှစ်ဒဇမလာကဆေးရုံချုပ်ရေးအမိန့်ကြေညာခဲ့မှုကြောင့်ဆွဆဲပြစ်တင်ခံခဲ့ရပြီးအခြေခံဥပဒေဆိုင်ရာတရားရုံးက၎င်းကိုသမရယာရုကနေဖယ်ရှားခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရုံးရဲ့အစိုးရအဖွဲ့ဝင်တွေကပြည်သူလူထုကိုတောင်းပန်ခဲ့ပေမဲ့လည်းကင်ဟာပြည်သူလူထုကိုတောင်းပန်ခဲ့ခြင်းမရှိတဲ့တဝရီသောအစိုးရအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ပြီးကနေ့ရက်ပိုင်းကရွန်းစော်ယူဟာအာနာအလဲသုံးမှုဆွဲချက်တွေနဲ့ဆွဆဲပြစ်တင်ခံခဲ့ရပြီးတရားရုံးမှာကြားနာစစ်ဆေးမှုတွေခံယူခဲ့ရပါတယ်။ထပ်မံမီမက္ကဆီကိုရစ်တဲ့သင်္ဘောတစ်စင်းကအမေရိကန်နိုင်ငံမှာရှိတဲ့ဘရုတ်ကလင်းတံတားကိုဝင်တိုက်ခဲ့ပြီးလူနှစ်ဦးသေဆုံးခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက္ကဆီကိုရစ်တဲ့ရဲ့သင်္ဘောတစ်စင်းဟာအမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ဘရုတ်ကလင်းတံတားကိုဝင်တိုက်ခဲ့တဲ့အတွက်လူနှစ်ဦးသေဆုံးပြီး16ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ဒီတင်မောပေါ်မှာလူ289ဦးလိုက်ပါလာခဲ့ပြီးမေ18ရက်ကတင်မောရဲ့စွမ်းရည်ပြတ်တောက်သွားခဲ့ပြီးတင်မောကပတိန်ကတင်မောကိုထိန်းပြီးမောင်းနှင်ခဲ့ကဘရုတ်ကလင်းတရားရဲ့အောက်ခြေကိုဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ဗီဒီယိုမှတ်တမ်းတွေမှာတင်မောသားတွေဟာရွက်တိုင်တွေပေါ်မှာရက်နေပြီးတရားနဲ့တိုက်မိချိန်မှာတင်မောကုန်းဘက်ပေါ်ကိုပြုတ်ကျခဲ့တာကိုမြင်တွေ့ရပါတယ်။ ဒီမတော်တဆမှုကြောင့်သင်္ဘောသား2ဦးသေဆုံးပြီး19ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း New York Mirror One Eric Adan ကပြောပါရယ်ကနဦးစုံစမ်းမှုတွေအရ Brooklyn တရားဟာကြီးမားတဲ့ထိခိုက်ပျက်စီးမှုမရှိခဲ့ပေတရားကိုပြန်ဖွင့်ခဲ့ပါရယ်သင်္ဘောရဲ့ဆက်ချုပ်ရေးမှုနဲ့စွန့်ရင်ပြတ်တောက်သွားမှုကြောင့်အခုလိုတရားနဲ့ဝန်တိုင်းခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကယူဆထားပါရယ် Mexico သမ္မတ Claudia Sheinbaum ကအခုဖြစ်စဉ်အတွက်အလွန်ဝမ်းနဲ့ကြောင်းပြောကြားခဲ့ပါရယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အားကစားသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမှာပါ ပေါ်တူဂီဘောလုံးအကျော်မော်ဆီရိုနယ်ဒိုရဲ့သားအကြီးခရစ္စတီယာနိုရိုနယ်ဒိုဂျူနီယာဘာလကိုမာကိုဗစ် U15 ဖိတ်ခေါ်ပြိုင်ပွဲဘူးလူဝဲမှာအသင်းအတွက်နှကိုသွင်းယူခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပေါ်တူဂီဘောလုံးအကျော်မော်ဆီရိုနယ်ဒိုရဲ့သားအကြီးဖြစ်သူခရစ္စတီယာနိုရိုနယ်ဒိုဂျူနီယာဟာဘာလကိုမာကိုဗစ် U15 ဖိတ်ခေါ်ပြိုင်ပွဲဘူးလူဝဲမှာအသင်းအတွက်နှကိုသွင်းယူပေးခဲ့ပါတယ်။ ခရိုအေးရှားနိုင်ငံမှာကျင်းပနေတဲ့ဒီပြိုင်ပွဲရဲ့ဘုလူဝဲမှာသူဟာအသင်းအတွက်နှစ်ဂိုးသွင်းယူပေးခဲ့ပြီးပေါ်တူဂီယူဆန်ကအသင်းအတွက်ပထမဆုံးဂိုးတွေကိုသွင်းယူပေးခဲ့ပါတယ်။ဒီပွဲမှာပေါ်တူဂီအသင်းကခရိုအေးရှားအသင်းကို3ဂိုး2ဂိုးနဲ့အနိုင်ရပိုးဆွဲခဲ့ပြီးရော်နယ်ဒိုဂျူနီယာကအခုပြိုင်ပွဲမှာ၄ပွဲဝင်ရောက်ကစားခဲ့ပါတယ်။မေလ19ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုတရားထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေ။တာယာအေးစက်နဲ့ညချမ်းလေးဖြစ်ပါစေ။